နေပူချိန်ပြင်းထန်သော နေ့လယ်ခင်းတစ်ခုတွင်မွတ်စလင်ဘာသာရေးဆရာမတဦးသည်လမ်းဘေးပလက်ဖောင်းပေါ်တွင်အေးဆေးတည်ငြိမ်စွာရှောင်းလန်းနေသည်သို့တော်မမျော်လင့်ပဲရဲရာရှိသုံးဦးက သူမကိုပိတ်ဆို့ကာဆိုးရွားသောဆွဆွဲချက်များဖြင့်ပြစ်တင်ရှုံချခဲ့ကြသည်လူအများရှိတွင်သူမကိုကန့်ကြောက်ပြီးစော်ကားခဲ့ကြသည်သို့တော်သူမ၏နူးညံ့တိမ်မွေးမှုနောက်ွယ်တွင်မယုံနိုင်လောက်အောင်ခွန်အားကြီးမသောယရနာအမိရှိအမျိုးသမီးတဦးရှိနေမည်ဟုမိသူကမှထင်မှတ်ထားမည်မဟုတ်ပေ ယတနာသည်သူမနေထိုင်ရာရက်ွက်တွင်ကြော်ကြားသူတဦးဖြစ်သည်အသက်30အရွယ်မွ슬င်ဘာသာဝင်အမျိုးသမီးတဦးဖြစ်ပြီးဘာသာရေးဆရာမအဖြစ်သာမကနေ့စဉ်ဘဝတွင်သူမပြတတ်သောနူးညံ့တိမ်မွေးမှုနှင့်ခိုင်မာသောသဘောထားတို့ကြောင့်ပါလူသိများသည် စိတ်မချမ်းမြေသောမိခင်များလမ်းပြောင်းနေသောလူငယ်များစိတ်အေးချမ်းစေသောအကြံဉာဏ်များလိုလားသောရက်ွက်နေသူများအတွေ့သူမသည်အမြဲတမ်းမိခိုရာနေရာတစ်ခုဖြစ်ခဲ့သည်ယတနာသည်ဘာသာရေးဆရာမတဦးမြသာမဟုတ်ပဲသူမသည် ကိုကျင့်တရားကင်းမဲ့လာသောမြို့ပြဤမှောင်မိုက်သောလမ်းများတစ်လျှအောက်ကိုအလင်းပေးနေသည့်မိရင်ရှင်တဦးပင်ဖြစ်သည် သူမ၏ရိုသားသောအပြုံးနောက်ွယ်တွင်ယတနာသည်ဘဝ၏ဝင်ထုတ်ဝင်ပူများစွာကိုထံပိုးထားရသည် သို့တော်သူမသည်မြည်သူကိုမျှမပြခဲ့ပေသားသမီးကောင်းတဦးစိတ်ရှည်သောဆရာတဦးတစ္ဆာရှိသောတငယ်ချင်းတဦးအများပြည်သူ၏ကိုချင်းတရားကို အမြဲတမ်းမြင့်တင်ပေးသောဘာသာရေးဆရာမတဦးအဖြစ်ကဏ္ဍများစွာတွင် အေးစေးတည်ငြိမ်စွာလှုပ်ဆောင်ခဲ့သည့်ကျေးရွာလမ်းများမှအဓိကပလီများသို့လှန်တိုင်းသူမသည်စူတောင်းတံများကို ရေရွတ်လေးရှိသည်ယနေ့ခေတ်ကာလတွင် မာနနှင့် လောဘရောကလူစိတ်ကိုဖုံးလွှမ်းနေသောကြောင့်ဘဝသည်မလွယ်ကူကြ အောင်းယရနာတိသည်သို့တော်ကောင်းမှုကုသိုလ်သည်အမြဲတမ်းပြန်လာနိုင်သည့်လမ်းကြောင်းရှိသည်ဟုသူမယုံကြည်သည်ယရနာသည်သူမ၏အဘဝတွင် ကြီးမားသောလျှိုဝဲချက်တစ်ခုကို ဖုံးကွယ်ထားကြောင်းလူအများမသိကြကြ။သူမသည်ဘာသာရေးဆရာမတဦးအဖြစ်မကြော်ကြားမီငယ်စဉ်ဘဝကသူမ၏မိသားစုမှ အမွေဆက်ခံခဲ့သော ကိုခံပညာကို သင်ယူခဲ့သည်။သူမသည် တိတ်ဆိတ်စွာထိမ့်သိမ်းထားသောအတွင်အား၏ အမွေတစ်ခုဖြစ်သည်လိုအပ်မှသာသူမအသုံးပြုမိခွန်အားတစ်ခုဖြစ်သည်သူမအတွက်ထိုခွန်အားသည် မာနအတွက်လက်စားချေရန်အတွက်မဟုတ်ဘဲအထူးသဖြင့်ကဘာကြီး၏မတရားမှုများမှမိမိကိုယ်ကိုကာကွယ်ရန်ဖြစ်သည်ထိုနေ့လေခင်းတွင် နေမင်းကြီးသည်ခေါင်းပေါ်တဲတဲ၌တရှိနေချိန်တွင်ယဒနာသည်မြို့ဘဟုပလီမှနနက်ပိုင်းဘာသာရေးဟောပြောပွဲကိုအဆုံးသတ်ပြီးနောက်လမ်းဘေးပလက်ဖောင်းပေါ်တွင် တကိုယ်ရဲလျှောက်လန်းနေသည် ယင်ကျေးတိမ်မွေသောခြေလမ်းများနှင့်စိတ်အေးချမ်းစေသော မျက်နှာဖြင့်သူမသည်ကံကြမ္မာကသူမအားစိန်ခေါ်မှုအတိတ်တစ်ခုစီသို့ပို့ဆောင်တော်မူကိုမသိခဲ့ပေထိုဖြစ်ပျက်သည့်သူမ၏ဒီခန့်ချင်းကိုသာမကတရားမျှတမှုနှင့်ဂုံတိတ်ခါကိုအလေးထားသောမုစလင်ဘာသာဝင်အမျိုးသမီးတဦးအဖြစ်သူမ၏ဘဝနေရာမများကိုပါဆန်းသက်မြစ်အဖြစ်ပျက်တစ်ခုဖြစ်လာခဲ့သည်ထိုနေ့လေခင်းတွင်မြို့သည် အလွန်ပူပြင်းနေသည် ကောင်းကင်တွင်တိမ်တိုင်းမရှိဘဲနေပူရှင်ကခေါင်းထိပ်အထိစိတ်ဝင်နေသည်ယန္တနာအမြဲဖြတ်သွားသော ပလက်ဖောင်းသည်တိတ်ဆိတ်နေသည်လမ်းသွားလမ်းလာအချို့သာ နေရောင်ခြည်တံမှရှောင်ရှားရန်ခေါင်းကုန်းရက်လှူရှားနေကြသည်ယန္တနာသည် ဖြည်းဖြည်းချင်းလှမ်းလျှောက်ရင်းတခါတရံနဖူးမှချွေးများကိုတုတ်နေသည်သို့သောသူမ၏နှုတ်မှ ညီညူတန်တစုံတရာမထွက်ခဲ့ပေဘာသာရေးဆရာမတအူးအနေဖြင့်သူမသည်ဘာသာရေးဟောပြောပွဲများအပြီးလမ်းလျှောက်ခြင်းကိုရိုးချင်းပြီးဖြစ်သည်လမ်းတလျနောက်တွေ့ဆုံရသောရက်ကွက်နေသူများကိုနှွေးထွေးသောအပြုံးများနှင့်စိတ်အေးချမ်းစေသောနှုတ်ဆက်စကားများဖြင့်နှုတ်ဆက်လေးရှိသည် ထိုနေ့တွင် သူမ၏ခြေလမ်းများသည်ကံကြမ္မာ၏မှောင်မိုက်သောလမ်းစုံတစ်ခုသို့ဥတီသွားလိမ့်မည်ဟုသူမမထင်ခဲ့ပေရတနာသည် မြို့ဗဟုပလီရှိနနက်ပိုင်းဘာသာရေးဟောပြောပွဲကိုအဆုံးသတ်ခဲ့သည့်ထိုနေရာတွင် လူသားစင်ပေါင်းများစွာသည် သူမ၏အကြံဉာဏ်များကိုနားထောင်ရန်အဓိကခမ်းမတွင်ပြည့်နှက်နေခဲ့ကြသည်တီးခန့်ခြင်းစိတ်ရင်းစေတနာနှင့်ဒေါသကိုထိန်းချုပ်ခြင်း၏အရေးကြီးပုံကိုမနက်ပိုင်းတွင် သူမဟောပြောခဲ့သေးသည်သို့သောကံကြမ္မာသည် ထိုသတင်းစကားသည်သူမကိုယ်တိုင်တွင်ခိုင်ခိုင်မာမာတည်ရှိနေခြင်းရှိမရှိစမ်းသပ်တော်မူပုံပင် လမ်းဘေးပလက်ဖောင်းတစ်လျှောက်တွင်ကားများသည် လမ်းမပေါ်၌ပြင်းပြန်းစွာမောင်းနေနေကြပြီးဖြတ်တန်းသွားသောယင်များမှလေသည်တခါတရံရတနာ၏ရှေလျားသော ကြီးလက်ဝတ်ဆောင်အစွန်းကိုခါရမ်းစေသည်အဝေးမှရတနာသည်အညိုရောင်ယူနီဖောင်းများနှင့်အစိမ်းရောင်နီယွန်အင်ဂျီများဝတ်ဆင်ထားသော ပုံတံတန်းသုံးခုကိုလမ်းထောင်တွင် မြင်လိုက်ရသည် လူအများစုကို ကြည်နေဟန်ရသည်သူမသည်ခဏရာခေါင်းငုံအယိုအသေးပေးပြီးဆက်လျှောက်သွားသည်သို့သောသူတို့၏မျက်မှန်နဲ့ကြည်များနောက်ွယ်မှရဲရာရှိသုံးဦးသည်တဦးနှင့်တဦးကြည်လိုက်ကြပြီးတခုခုကိုတန်လျောက်ဝင်နေဟန်ရသည်ယရနာမတိလိုက်ပဲသူတို့သည် နောက်ကျောဘက်မှ ဖြည်းဖြည်းချင်းချင်းကပ်လာကြသည်ဤနေရာမှပင်ကဆိုးစတင်ခဲ့ခြင်းဖြစ်သည်နောက်ကျောမှနေမြန်စွာချင်းကပ် လာသောခြေတံများကြောင့်ယတနာခဏရက်သွားသည် သို့သောသူမမလှဲ့မီတွင်သူမ၏နားထဲ၌ကြမ်းတမ်းသောအတန်တစ်ခုပဲ့တင်ထက်လာသည်ဟေးရက်လိုက်မင်းယုံကိုလိုက်ခဲ့သူတို့ထဲမှတဦးကအတန်ကြဲကြဲဖြင့်ပြောလိုက်ရာဗလီမထွက်လာကလေးကယန္နနာဤစိတ်အေးချမ်းမှုကိုပြပြသွားစေသည်ချက်ချင်းဆိုသလိုသူမ၏ရင်ပတ်၌လှုပ်ခါသွားတော်လဲသူမ၏မျက်နာသည်တည်ငြိမ်နေစေဖြစ်သည်ပလက်ဖောင်းလေတွင်တောင့်တောင့်ကြီးရက်နေသည်ထိုနေ့ဤ ပူပြင်းမှုသည်ယခုအခါပုံမိုပြင်းထန်လာနေသည်အရေပြားကိုသာမက သူမ၏စိတ်ဝိညာဉ်ကိုပါပူလောင်စေပြီးတခုခုမမှန်ကန်ကြောင်းစတင်ခံစားလာရသည်ယတနာသည် ဖြည်းဖြည်းချင်းလှဲ့လိုက်ပြီးသူမ၏ရှေ့တွင်တမီတာအကွာဝေးထက်မနေသောနေရာတွင်ရက်နေသောရဲရာရှိသုံးဦးနှင့်ညနေချင်းဆိုင်ဖြစ်သွားသည်သူတို့၏အကြည့်များသည် ထူးဆန်းသောတန်လျာများဖြင့်ပြည့်နှက်နေပြီးဆူရှနေသည် သူတို့ထဲမှတဦးဖြစ်သောကိုလုံးတောင်တင်းပြီးမြစ်ပေနေသောအင်းကြီးဝစ်စင်ထားသောအမျိုးသားတဦးကရန္နာဤမျက်နာကိုလက်ညှိုးထိုးလိုက်သည်မင်းကဒီနာကမော်တော်ဆိုင်ကယ်ခိုးတဲ့သူမဟုတ်လားဟု သူ၏အတန်ကကျဲလောင်ကြမ်းတမ်းပြီးလမ်းသွားလမ်းလာများ၏အကြည့်များကိုဆွဲဆောင်လိုက်သည်ရန္နာသည်ခဏရာငြိမ့်သက်သွားပြီးသူမ၏မျက်လုံးများသည်နူးညံ့သွားကဤစမ်းကြဲသော အခြေအနေကိုနားလည်ရန်စူးစမ်းနေသည်မော်တော်ဆိုင်ကယ်မရှိတက်တေမရှိ အထောက်ထားမရှိ သူမ၏နှလုံးသားကအမှန်တကယ်ဘာဖြစ်နေတာလဲဟုအော်ဟစ်နေသည် ထိုအတော်တွင် အခြားရဲရာရှိနှစ်ဦးသည်ဘဲဘန်းနှင့်ညာဘက်မှဝိုင်းလာကာယရနာကို ရက်ွက်သားများ၏စူးစမ်းလိုသောအကြည့်များဖြင့်ပြင်းထန်လာသောပလက်ဖောင်းလေတွင်ပိတ်မိသွားစေသည်ယရနာသည်မိမိကိုယ်ကိုနှစ်သိမ့်ရန်ကြိုးစားသည် ခွင့်လွတ်ပါဦးရှင့်ကျမဗလီကနေလာတာပါသည်မှားယွင်းတဲ့သူကိုပြောမိနေတာဖြစ်ပါလိမ့်မယ်ဟုသူမကနူးညံ့တိမ်မွေ့ပြီးလေးစားစွာပြောဆိုလိုက်သည်သို့သောထိုစကားများကိုနှောင်ပြောင်မှုဖြင့်တုံ့ပြန်ခဲ့သည် သူတို့ထဲမှတဦးကယတနာဤလက်မောင်းကိုစန်းနှန်းစွာဖမ်းထားစဉ်အခြားတဦးက လောင်ပြောင်လိုက်သည်ဘာမှအကြောင်းပြချက်မပေးနဲ့တော့မင်းကငါတို့ကိုမိုက်မဲတယ်လို့ထင်နေလားဗလီကနေလာတယ်လို့ပြောတဲ့သူတွေအများကြီးပဲဒါပေမဲ့သူတို့လက်တွေကသူများပစ္စည်းခိုးဖို့လက်မြန်နေ ရတနာသည်ရင်ဘတ်ထဲတွင်စတင်မိုးချင်းလာသောဒေါသကိုထိမ့်ချုပ်ရန်နှဆိုင်စွာ ရှူသွင်းလိုက်သည်ဤဒီမှာအမှန်တကယ်ပင်အတရေဖြစ်မှုဖြစ်ကြောင်းသူမကောင်းစွာသိသည်သို့သောသူတို့၏ယုတ်တိပေရသည်ပိတ်ဆို့နေပြီဖြစ်သည်သူတို့၏မျက်လုံးများအားကမှားရင်းသောအချိန်တွင် ဖြတ်သွားမိသောဂျီလက်ဝတ်ဆောင်ရှိဝတ်ဆင်ထားသည့်အမျိုးသမီးတအူးကိုသာမြင်နေရသည် ယတနာဤစိတ်ထဲတွင်ဤဒီမှာဆွဆွဲမှုတစ်ခုမျှသာမဟုတ်ဘဲလမ်းပေါ်တွင်ဂုံတိတ်ခါမဲ့စွာနင်းချေခံရသောမွတ်စလင်ဘာသာဝင်အမျိုးသမီးတဦးဤဂုံတိတ်ခါနှင့်လည်းတက်ဆိုင်သည်ထိုအချိန်တွင်သူမသည်လက်နက်ကြောင့်မဟုတ်ဘဲလူအများရှိတွင်အရှက်မရှိပြတ်သားခဲ့သောသူတို့၏မတရားမှုကြောင့်အမှန်တကယ်အနေရကိုစတင်ခံစားလာရသည် သူမ၏မျက်နာ၏တည်ငြိမ်မှုနောက်ွယ်တွင်ယတနာသည်ဤအခြေအနေသည်ရိုးရိုးရှင်းရှင်းအထင်မှားမှုတစ်ခုမျှမဟုတ်ကြောင်းသဘောပေါက်လိုက်သည်ဤသည်မှာမာနထောင်လွှမ်းမှုနှင့် အာနာအလွဲသုံးစားလုံးမှု၏ အစစ်အမှန်ပုံစံတစ်ခုဖြစ်သည့်ကံမကောင်းစွာဖြင့်ထိုပူပြင်းသောနေလေကင်းတွင်ထိုခြောက်တွေ့သော ပလက်ဖောင်းပေါ်တွင်အီယာရှိသုံးဦးသည်သူမအပါဝင်ညီသူကိုမဆိုးအရှက်ရစေရန်မတွန့်ဆုတ်ဟန်ရှိသည့်တတိမပေးဘဲပြင်းထန်သောခြေထောက်ဖြင့်ကံချက်တစ်ခုသည်ယဒနာ၏ဝမ်းပိုက်ကိုထိမှန်လိုက်ပြီးသူမ၏ကိုယ်ခန္ဓာကိုကြမ်းတမ်းပူပြင်းသောပလက်ဖောင်းပေါ်သို့ပစ်ချလိုက်သည့်သူမ၏ခန္ဓာကိုယ်သည် နာကျင်မှုကြောင့်ညှဉ်းညူနေတော်လဲသူမ၏မျက်လုံးများက ောက်ပနေပြီးစတင်တောက်လောင်နေသောဒေါသကိုထိမ့်ချုပ်ထားသည်သူမပတ်ဝန်းကျင်တွင်စူညံတန်များထွက်ပေါ်လာသည် မြင်တွေ့ရသော လူအချို့သည်စက်တေတေသွားကြသည်အချို့ကသူတို့မြင်တွေ့ရသည့်အရာကိုမယုံကြည်နိုင်ပဲပါဇက်ကိုပိတ်ထားကြသည်လေးစားခံရပြီးယဉ်ကျေးတိမ်ငွေသောပုဂ္ဂိုလ်အဖြစ် လူတိများသောဘာသာရေးဆရာမတဦးသည် လူအများရှိတွင် မတရားသောအာဏာ၏လက်ဖြင့်နှင်းချေခံရပြီးလဲကျနေသည်ကို မြင်တွေ့ရသည်ယတနာသည် ်ညင်းညူတမ်းမထွက်အောင်နှက်ခမ်းကိုကိုက်ထားသည်သူမ၏လက်များတုံ့ဤနေသည်ပြန်ထရန်စူးစမ်းနေစဉ်တွင်ပင် အခြားအရာရှိတဦးကသူမ၏အိတ်ကိုလူးယူပြီးပစ္စည်းများကိုကျန်းတန်းစွာရှာဖွေလိုက်သည်အိတ်ထဲရှိပစ္စည်းများလမ်းပေါ်သို့ပြန်ကျဲသွားသည်သူမအမြဲတမ်းယူဆောင်သွားလေးရှိသောတေးငယ်သောကိုအန်ကျန်းစာအုပ်လေးပါဝင်သည် ကိုအန်ကျန်းစာအုပ်ကြပြီး သူတို့ထဲမှတဦးဤခြေထောက်အောက်တွင်နင်းမိသည်ကိုမြင်သောအခါယန္တနာဤရင်ဘတ်သည်သူဖြင့်ထုခံရတကယ်သို့ခံစားရသည် သူမ၏အသက်ရှူသံပြင်းထန်လာပြီးဒေါသနှင့်စိတ်ပိုင်းဆိုင်ရာနာကျင်မှုများတပြိုင်နက်တည်းစုပုံလာသည် ဖုံမှုများနှင့်မညာတာသော နေလေခင်းဤ ပူပင်းမှုများနဲ့ရောနှောနေသည်အခုဝင်ခံမဟုတ်ရင်ဒီလူတွေရှေ့မှာငါတို့ဆွဲခေါ်သွားမယ်ယရနာဘော်တွင် မတည့်ရက်နေသော ကိုလုံးတောင်တင်းသောရဲရာရှိကအထင်မြင်သေးသော အကြည့်ဖြင့်ပြောလိုက်သည် အခြားနှစ်ဦးက သူမကိုဘယ်ဘက်နှင့်ညာဘက်မှပုံမူဖိအားပေးလာသည်ယရနာသည် မျက်လုံးများကိုမှိတ်ထားပြီးသူမ၏ညစ်ပတ်နေသောကြည်လက်အစွန်းကိုစုပ်ကင်ထားကာ သူမ၏နှလုံးသားထဲမှမုံတိုင်းကိုငြိမ်သက်စေရန်ကြိုးစားနေသည် သူမ၏ဆရာသမား၏ဆုံးမစကားကိုသူမမှတ်မိနေသေးသည်ဒေါသကအမှန်တရားကိုမျက်စိမကွယ်စေနှင့်သို့သော သူမ၏မျက်လုံးများမှမျက်ရည်များစတင်ကျဆင်းလာသည်ကြောက်ရွံ့မှုကြောင့်မဟုတ်ဘဲဤမတရားမှုသည်တီးခတ်နိုင်သောကန့်သက်ချက်ကိုကျော်လွန်သွားပြီဖြစ်ကြောင်းသူမသိနေသောကြောင့်ဖြစ်သည်ဤဒီမှာမှားယွင်းစွာဖန်ဆီးခြင်းများမဟုတ်ဤသည် မာသူမကိုတိုင်းအပေါ်သာမကအမျိုးသမီးတဦးမွ슬င်ဘာသာဝင်အမျိုးသမီးတဦး၏ဂုံတိတ်ခါကိုပါလမ်းပေါ်တွင်နင်းချေခံရခြင်းဖြစ်သည်ယတနာသည်ပူပြင်းသောပလက်ဖောင်းပေါ်တွင်ဒူးထောက်နေဆဲဖြစ်ပြီးချွေးများနှင့်ဖုံမှုများကသူမ၏မျက်နှာနှင့်ကြီးလက်ကိုဆူဆွစေသည်ရဲရာရှိသုံးလဲမှတဦးက ယတနာဤလက်မောင်းကိုကြမ်းတမ်းစွာဆွဲကင်ကနာကျင်နေတော်လဲသူမဤကိုခန္ဓာကိုထရက်စေခဲ့သည်ထပ်ပါဦးအာမရှိဟန်ဆောင်မနေနဲ့ကိုလုံးတောင့်တင်းသောအမျိုးသားကယတနာဤလက်ကောက်ဝတ်ကိုခိုင်မြဲစွာဆုပ်ကင်ထားရင်အော်ဟစ်လိုက်သည်ယတနာသည်ရာဇဝတ်သားတဦးဟုအထင်ခံရသည်ပဝင်းကျင်မှလူအများဤအကြည့်များသည်သူတို့စီတို့ပုံမိုရောက်ရှိလာတော်လဲထိုတိုင်းဆိုင်သောလောရက်ကိုရက်တန့်ရန်မြည်သူမျှမဝင်ရဲခဲ့ကြပေအချို့က ူတို့၏ဖုံးများဖြင့်တိတ်တဆိတ်ရိုက်ကူးနေကြသည် အလေးနက်ထားခြင်းမရှိဘဲအခြားရဲအရာရှိတဦးကယရနာ၏အိတ်ထဲမှ ပြုတ်ကျသွားသောကိုအန်ကျန်းစာအုပ်ကိုလူယူပြီးယရနာ၏အိတ်ထဲသို့ကျန်းတန်းစွာပြန်ထည့်လိုက်သည်ငင်းသည်အေးမပါသောပစ္စည်းတစ်ခုတပွဲဖြစ်သည်ယရနာ၏ရင်ဘတ်သည်ပုံမတင်းကျက်လာပြီးရှန်ကျလူနီပါနာကျင်မှုပင်လေကြီးကိုထိမ့်ချုပ်ထားရသကဲ့သို့ခံစားရသည် သူမ၏နှလုံးသားထဲတွင် သူမသည်စိတ်ခံစားမှုများဖြင့်ပောက်ကွဲမထွက်စေရန်မိမိကိုယ်ကိုအားဖြည့်ရင်းအစ်စတိဖာအာလာကိုခွင့်လွှတ်မှုတောင်းခံခြင်းလုပ်ခဲ့သည် သို့တော်သူတို့ထဲမှတဦးကဘာသာရေးဆရာမှဟန်ဆောင်တာအပြစ်မရှိရင်ဘာလို့ကြောက်တာလဲဟုနှောင့်ပြောင်းလိုက်သောအခါသူမတိသည် သူတို့သည် သူမ၏ရုပ်ပိုင်းဆိုင်ရာဂုံတိတ်ခါကိုသာမက သူမနှစ်ပေါင်းများစွာထိမ့်သိမ်းဆောက်ရှောက်ခဲ့သောဘာသာရေးဟောပြောသူတဦးအဖြစ်သူမ၏ဂုံတိတ်ခါကိုပါလူယူခဲ့ခြင်းဖြစ်သည်ယတနာသည်ပဝင်းကျင်ကိုကြည်လိုက်သည်တရားမျှတမှကုကသူမဘက်မှယက်တီနိုင်မည်ဟုမျှော်လင့်ရင်းကြည်လိုက်သည်သို့တော်သူမတွေ့ရသည်မှာပဝင်ပတ်သက်ရန်မလိုလားသောရက်ွက်သားများ၏ကြောက်ရွံ့ထိတ်လန့်သောမျက်နှာများသာဖြစ်သည်ဤအခြေအနေသည် လမ်းမပေါ်တွင်ပြတ်တနေသော မတရားမှု၏ဆင်မြင့်တစ်ခုနှင့်မခြားကြောင်းသူမသိသည်သူမ၏နှလုံးသားထဲတွင်ယတနာသည်သူမ၏ဒီခံခြင်းကိုနောက်ဆုံးအဆင့်အထိစမ်းသပ်ခံနေရကြောင်းသဘောပေါက်လိုက်သည်သူမအတွက်ဤဒီမှာသူမ၏ပြတနာမျှသာမဟုတ်နင်းချေခံရသောအမျိုးသမီးတဦး၏ဂုံတိတ်ခါနှင့်လည်းသက်ဆိုင်သည်လူအများရှိတွင်အရှက်ရသောမူဆာလင်ဘာသာဝင်အမျိုးသမီးတဦး၏ဂုံတိတ်ခါနှင့်လည်းသက်ဆိုင်သည် တုံဤနေစေလက်များဖြင့်ယတနာသည်ခေါင်းကုံကမျက်လုံးများကိုခဏတာမှိတ်ထားပြီးနှဆိုင်စွာရှူသွင်းလိုက်သည်သူမသည်နှစ်ပေါင်းများစွာတိတ်ဆိတ်စွာထိမ့်သိမ်းထားခဲ့သောကိုခံပညာကမညာတာသော မတရားမှုများရောက်လာသောအခါမိမိကိုယ်ကိုကာကွယ်ရန် သူမကိုခေါ်နေသည်ဟုခံစားရသည်တော်ပြီဟုယရနာက တိုးတိုးလေးပြောလိုက်ရာ သူမ၏အတန်သည်မကြရလူနီးပါဖြစ်နေသည်သို့တော်သူမ၏နှလုံးသားထဲတွင် မုံတိုင်းကြီးတစ်ခုပောက်ကွဲရန်အသင့်ရှိနေပြီဖြစ်သည်ယတနာသည်ဖြည်းဖြည်းချင်းထွက်လိုက်သည်သူမ၏လက်မောင်းကိုရဲရာရှိတဦးကကြမ်းတမ်းစွာဆုပ်ကင်ထားဆဲဖြစ်တော်လဲသူမသည်အသက်ရှူသွင်းပြီးဖြည်းဖြည်းချင်းပြန်ထုတ်ကာရင်ဘတ်ထဲတွင်စူပွတ်နေသောဒေါသကိုငြိမ်သက်စေခဲ့သည်သူမ၏နှလုံးသားထဲတွင်သူမသည်ဘာသာရေးဆရာမတဦးအနေဖြင့် အကျန်းဖတ်မှုသည်ပြဿနာများကိုဖြေရှင်းရန်အဓိကနည်းလမ်းမဟုတ်ကြောင်းသူမ၏နေရာမကိုထိမ့်သိမ်းရန်စူးစမ်းရင်းအစ်တီကဖာလုံနေစေဖြစ်သည်သို့သောထိုနေ့တွင် မတရားမှုသည်တီးခန့်ခြင်း၏ကန့်သက်ချက်ကိုချိုးဖောက်ခဲ့သည်ယဒနာ၏အကြည့်များပြအောင်းလဲသွားသည်သူမ၏တပည့်တပန်းများမြင်တွေ့နေကြနူးညံ့သောအကြည့်များသည် ခိုင်မာပြတ်သားသောအကြည့်များဖြင့်ပြောင်းလဲသွားသည်သူမ၏အတွင်းထဲမှတစ်ခုခုစတင်နိုးထလာတကယ်သို့ဖြစ်သည် ရဲရရှိများတဲ့မှတဦးကသူမကိုရိုက်ရင်လက်မြောက်လိုက်တော့အခါအချိန်ကခဏတာနှီးကွေးသွားတဲ့ကဲ့သို့ခံစားရသည်ယဒနာသည် သူမ၏ကိုခန္ဓာအနေထားကိုပြောင်းလဲလိုက်ပြီး၎င်းဝတ်ကိုလှဲ့ကားထိုကျန်းတန်းသောဖန်းစီမှုမှလွမြောက်လိုက်သည်ထိုနောက်လဝါဖြန့်ကားထိုကိုယ်လုံးတောင့်တင်းသောရဲရရှိ၏ရင်ဘက်ကိုလွှဲပစ်လိုက်သည် နူးညံ့တိမ်မွေ့တော်လဲအာကြီးသောအတွင်အားပါဝင်သောထိခိုက်မှုတစ်ခုကြောင့်ထိုမျိုးသားဤကိုခန္ဓာသည်လမ်းဘေးရှိလျှက်စစ်တိုင်ကိုထိပြီးအနောက်သို့အနည်းငယ်မျှဝင်ဆင်သွားသည် ကြည့်ရှုနေသောလူများမှချက်ချင်းဆိုသလိုတုံ့လုံသွားကြသည် အချို့ကသူတို့မြင်တွေ့ခဲ့ရသည့်အရာကိုမယုံကြည်နိုင်ပဲအသက်ရှူပင်ရထားကြသည် သူမ၏လှုပ်ဖော်ကင်ဘက်လွင့်ဆင်သွားသည်ကိုမြင်သောအခြားရဲ့အရာရှိနှစ်ဦးက ယရနာကိုဘယ်ဘက်နှင့်ညာဘက်မှတပြိုင်နက်တည်းတိုက်ခိုက်ရန်စူးစမ်းကြသည်သို့သောယခုအခါပလက်ဖောင်းလေတွင်တည်းမတ်စွာရက်နေသောယရနာသည်ပေါ်ပါသောခြေလမ်းများနှင့်တည်ငြိမ်သောကိုခန္ဓာဖြင့်လှဲ့ပတ်ကသူမ၏အတွင်အားကိုနှစ်ဖက်စလုံးသို့တပြိုင်နက်တည်းလွှဲပြောင်းပေးလိုက်သည် သူတို့နှစ်ဦးစလုံးသည်လမ်းပေါ်သို့လွင့်ဆင်သွားပြီးအံ့အားသင့်မှုနှင့်ကြောက်ရွံ့မှုတို့ဖြင့်ရောနှောနေသော မျက်နှာများဖြင့်လဲကျသွားကြသည်ယန္တနာသည် နေရာတွင်တည်ငြိမ်စွာရက်နေစေဖြစ်သည်သူမ၏မျက်နှာသည်ငုံထားစေဖြစ်တော်လဲသူမ၏အကြည့်များကိုငင်းဆို၍မရနိုင်တော့ပေ၏ဒီမှာသူတို့စိတ်ကြိုက်နှင်းချေနိုင်သောရိုးရိုးရှင်းရှင်းအမြဘုဒ္ဓမီတဦးမဟုတ်တော့ပေလူအုပ်ကြီးထဲမှတိုးတိုးလေးပြောတံများထွက်ပေါ်လာသည် 苏哈那拉阿瓦蒂担心圣杰罗姆伊。 ဟုအဝေးမှကြည်နေသော မိခင်တဦးကတိုးတိုးလေးပြောလိုက်သည်ယတနာသည်သူမ၏လက်ဖဝါးများတွင် တုန်ခါနေဆဲဖြစ်သော အတွင်းအား၏တုန်ခါမှုကိုခံစားရင်းအသက်ရှူတန်ကိုထိမ့်ညိလိုက်သည် သူမသည်မလှုပ်ရှားဘဲတိတ်ဆိတ်စွာရက်နေခဲ့သည်ထိုရဲအရာရှိသုံးဦးသည်သူတို့၏မတရားမှုများကိုဆက်လက်လှုပ်ဆောင်လိုသေးသည်လားသို့မဟုတ်မူဆလင်ဘာသာဝင်အမျိုးသမီးတဦး၏တီးခန့်ခြင်းနောက်ွယ်တွင်ရှော့မတွက်တင်သောခွန်အားရှိကြောင်းသင် ခန်းစာရခဲ့ပြီလားစောင့်ကြည့်နေသည်ယခုအခါရက်ွက်သားများသည်ပုံမူနီးကပ်လာကြသည် ထိုပူပြင်းသောနေ့လေခင်းဤလေထဲတွင် တိုးတိုးလေးချီကျူးတန်များရောနှောနေသောတိုးတိုးလေးအားပေးတန်များကြားရသည်ယတနာသည်အသက်ရှူတန်များပုံမှန်ပြန်ဖြစ်လာပြီးပလက်ဖောင်းလေတွင်တည်တည်ငြိမ်ငြိမ်ရက်နေသည်အစောပိုင်းကမာနာကြီးခဲ့သောရဲရရှိသုံးဦးသည်ယခုအခါလမ်းမပေါ်တွင်လဲလျောင်းနေကြသည်သူတို့၏မျက်နှာများသည် ဖြူဖြော့ပြီးရှုပ်ထွေးနေကြသည် ူတို့အားနေသည်ဟု ထင်ထားသောအမျိုးသမီးတဦးကြောင့်အရှက်ရခဲ့သည်ကိုမယုံနိုင်။တကယ်တို့ဖြစ်နေသည်ယရနာကိုအစောပိုင်းကကန်ကြောက်ခဲ့သော ကိုလုံးတောင်တင်းသောရဲရာရှိသည် ဖြည်းဖြည်းချင်းထွက်လာပြီးနာကျင်နေသောခါကိုကင်ထားသည်သူ၏လုပ်ဖို့ကင်ဖက်နှစ်ဦးကမူဘေးတွင်ညင်ညူနေကြသည်လူများက ပုံမူနီးကပ်လာကြသည်သူတို့ထဲမှအချို့ကသူတို့၏ဖုံးများကိုထုတ်ယူပြီး တုံဤနေသောလက်များဖြင့်ယရနာဤခိုင်မာသော ပုံရိပ်ကိုနေပူရှိန်အောက်တွင်ရိုက်ကူးနေကြသည်ထိုအဖြစ်ပြက်ကိုရိုက်ကူးနေသောလူငယ်တအူးက သူဤတငယ်ချင်းကို မိုက်တယ်ဟိအဲ့ရာမျိုးပလီမှာဘာသာရေးဟောပြောပွဲတွေလုပ်နေကြဆရာမယရနာမဟုတ်လားဟုတိုးတိုးလေးပြောလိုက်သည်အံ့ဩတုံ့လောက်သော ရေရွတ်တန်များရက်ွက်သားများကြားတွင်ဆက်လက်ပြန့်နှံ့နေသည်ယရနာသည်ခေါင်းငုံထားပြီး သူမ၏ညစ်ပတ်နေသောကြည်လက်ကိုတက်တက်ရဲ့ရဲ့ပြုပြင်ရင်းတည်ငြိမ်မှုနှင့်ဂုံတိတ်ခါကိုထိမ့်သိမ်းထားသည့်အစောပိုင်းကအဖြစ်ပြက်သည့်သူမထိမ့်ချုပ်မှုအပြေအဝါဖြင့်ရင်ဆိုင်နိုင်ခဲ့သောတေးငယ်သောစိန်ခေါ်မှုတစ်ခုမျှသာဖြစ်သည့်နှင့်ရဲရာရှိသုံးဦးသည့်တဦးနှင့်တဦးကြီးလိုက်ကြသည့်ယခုအခါအရှေ့ရမှုနှင့်ကြောက်ရွံ့မှုတို့ဖြင့်ပြင်းထန်နေကြသည် သူတို့သည် အခြေအနေပြောင်းပြန်လှန်သော အားပြီဖြစ်ကြောင်းနဲ့လူများက သူတို့ဘက်မှယက်တီတော်မီမဟုတ်ကြောင်းစတင်သဘောပေါက်လာကြသည်ရက်ကွက်သားအချို့ကသူတို့ကိုအတန်တိုးတိုးဖြင့်စတင်ဆဲဆိုလာကြသည်အဆက်ကွဲเสียဟုလူအုံနောက်မှဖခင်တဦးကကြေလောင်စွာအော်ပြောလိုက်သည်အစောပိုင်းကပလက်ဖောင်းကို တိတ်ဆိတ်စေခဲ့သော တင်းမာမှုသည်ယခုအခါသူတို့ကိုဖိစီးစေသော လေဒူးအဖြစ်ပြောင်းလဲသွားသည် သူတို့သုံးဦးစလုံးသည် တိတ်ဆိတ်စွာခေါင်းကုံထားကြပြီးရုပ်ပိုင်းဆိုင်ရာနာကျင်မှုနှင့်သူတို့၏ဂုံတိတ်ခါကိုထိခိုက်စေသောရှယွန်းမှုကိုထိမ့်ချုပ်ထားကြသည် ထိုအတော်အတွင်ယရနာသည် ဖြည်းဖြည်းချင်းခေါင်းကုံကအစောပိုင်းကပြုတ်ကျသွားသော သူမ၏တေးငယ်သောကဲအန်ကျန်းစာအုပ်ကိုကောက်ယူလိုက်သည် သူမသည် ကျန်းစာအုပ်၏အဖုံးကို ရိုသေလေးစားစွာနမ်းလိုက်ပြီးသူမ၏မျက်နှာကို ပူပြင်းသောကောင်းကင်သို့မောကြည့်ကား အလန်ရှင်မြတ်အားကျေးဇူးတင်စကားများတိုးတိုးလေးရေရွတ်လိုက်သည်သူမ၏မျက်လုံးများကနူးညံ့တော်လဲပြက်သားနေစေဖြစ်သည်သူမ၏စိတ်ထဲတွင်ယတနာသည်ဤကိစ္စမပြီးဆုံးသေးကြောင်းသိသည်ယင်းသည်ထိုရာရှိသုံးဦးကိုပြန်လဲတွန်းလှန်ရုံမျှမကယနေ့လိုပူပြင်းသော လမ်းမပေါ်တွင်ပင်တရားမျှတမှုကဆက်လက်တည်ရှိနေသင့်သည်ဟုတင်ပြခြင်းလဲဖြစ်သည်ပလက်ဖောင်းပေါ်ရှိလေဒူးကပူပြင်းလာသည် သို့သောယခုအခါလေး၏ ဥတီယာကအပြေးဝပြောင်းပြန်လှန်သွားပြီဖြစ်သည်မူလကစိုးရိမ်တကြီးကြည့်နေကြသော လူများသည်ယခုအခါယတနာဤနောက်ွယ်တွင်တရားမဝင်တန်းစီကရက်တီလာကြသည်ချွေးဆိုးနေသော မျက်နာဖြင့်အတက်လက်ပိုင်းအမျိုးသမီးတဦးကအတန်ကျဲကျဲဖြင့်ပြောလိုက်သည် ကျမတို့သူ့ကိုတည်ရဲသူကကျမတို့ရဲ့ဆရာမပါကောင်းတဲ့သူပါမင်းတို့ အတရေဖြတ်မနေနဲ့ဟု သူမကကြဲလောင်စွာပြောလိုက်သည်လူအုပ်ကြီးကြမှတိုးတိုးလေးအားပေးတန်များထွက်ပေါ်လာပြီး အစောပိုင်းကကြောက်ရွံ့မှုကြောင့်တိတ်ဆိတ်နေခဲ့သောရက်ကွက်သားများ၏စိတ်ဓာတ်ကိုမြင့်တင်ပေးလိုက်သည်ယတနာကတည်ငြိမ်စွာနေရန်တိမ်မွေ့စွာအချက်ပြနေတော်လဲလူငယ်အချို့ကလက်တီးလက်မောင်းတန်းကအကူအညီပေးရန်အသင့်ရှိနေဟန်ရသည် ယခုအခါသူတို့၏ညစ်ပတ်ပြီးညစ်ပေနေသောယူနီဖောင်းများကိုတည့်ရက်စွာပြင်ဆင်နေသောရဲရာရှိသုံးဦးသည် ရက်ွက်သားများကိုတုံလို့စွာကြည့်နေကြသည်ဤအခြေအနေသည်သူတို့အတွက်ဘူးမာရန် မိမိကိုယ်ကိုပြန်ထိခိုက်စေမည့်အရာဖြစ်လာမည်။ခုသူတို့မမျှော်လင့်ခဲ့ကြပေထိုးရှုပ်ထွေးမှုကြားတွင်ယတနာသည်ဖြက်စည်းရန်ခက်ခဲသောဂုံတိတ်ခါဖြင့်ဆက်လက်ရည်တည်နေသည်သူမသည်ဖြည်းဖြည်းချင်းလှမ်းလျှောက်ပြီးယခုအခါခေါင်းငုံထားကအရှက်ရမှုကြောင့်လူအုပ်ကြားတွင်ကြိတ်မိတ်ခံနေရသောရဲရာရှိသုံးဦးကိုတိုက်ရိုက်ရင်ဆိုင်လိုက်သည်မင်းတို့လူမားနေတယ်ဟုယရနာကတိုးတိုးလေးပြောလိုက်သည် သို့သောသူမ၏လေတံသည်ပြက်သားပြီးနားထောင်သူများအတွက်ပါရိုက်တကဲသို့ဖြစ်နေသည် ထိုရဲရာရှိများထဲမှတဦးကစကားပြောရန်ကြိုးစားခဲ့တော်လဲယရနာကယဉ်ကျေးစွာလက်မြအောင်းလိုက်သောကြောင့်သူချက်ချင်းတိတ်ဆိတ်သွားသည်ယရနာသည်သူတို့ကိုတဦးချင်းစီကြည့်လိုက်ပြီးသူမအပေါ်ကြားရောက်ခဲ့သောစော်ကားမှုကိုလက်ပိုက်ကြည့်နေမိမဟုတ်ကြောင်းအလေးနက်ပြောကြားလိုက်သည်နောက်ွယ်မှရက်ွက်သားအချို့က သူတို့၏ဖုံများကိုပုံမုံမြင့်မားစွာမြောက်ကာရှုပ်ထွေးနေသောအရာရှိများ၏မျက်နှာများကို ရိုက်ကူးနေကြသည်တော်ပြီဒီမှာကျွန်တော်တို့အားလုံးတတ်သေးတွေပဲဟု ဖခင်တဦးကကျဲလောင်စွာအော်ပြောလိုက်သည်ယခုအခါယရနာသည် သူမတယောက်တည်းမဟုတ်တော့ကြောင်းသိသည်ရက်ွက်သားများသည် သူမဘက်မှယက်တီကကြောက်ရွံ့မှုကိုဖယ်ရှားသော စီးလုံးညီညွတ်မှုဒိုင်းလွားကိုဖွဲ့စည်းပေးခဲ့ကြသည် ထိုရဲရာရှိသောအတွက်မူသူတို့၏ဂုံတိတ်ခါသည် ူပြင်းသောနေလေခင်းနှင့်ရိုက်ကူးနေသောမျက်လုံးများအောက်တွင်ပြိုလဲသွားခဲ့ပြီဖြစ်သည်ယတနာသည်နှဆိုင်စွာရှူသွင်းလိုက်ပြီးတရားမျှတမှုသည်နောက်ထပ်ခြေလန်းအနေငယ်များသာလိုတော့ကြောင်းသဘောပေါက်လိုက်သည်သို့သောနောက်ထပ်ခြေလန်းသည်ဤလန်းပေါ်တွင်ရက်တန့်၍မရနိုင်တော့ပေယတနာသည်ဤမတရားမှုအတွက် ထိုက်တန်သောပြစ်ဒဏ်ကိုခံရစေရန်တေချာအာစီရမီ နာယီနေငယ်အကြာတွင်ယတနာသည်ဗဟုရဲစခန်းသို့ခိုင်မာသောခြေလမ်းများဖြင့်ရောက်ရှိလာသည်သူမ၏ကြည်လန်းနှင့်ဝတ်စုံသည်အစောပိုင်းကအဖြစ်ပြက်ကြောင့်အနေငယ်ညစ်ပေနေစေဖြစ်တော်လဲသူမ၏မျက်နာသည် တည်ငြိမ်နေစေဖြစ်သည်။သူမ၏မျက်လုံးများကမရင်းရင်သောယုံကြည်ချက်ကိုထုတ်ဖော်ပြသနေသည်။သူမ၏လက်ထဲတွင်တင်းငယ်သော flash drive တစ်ခုရှိသည်။ယင်းတွင်အစောပိုင်းက platform ပေါ်တွင်ဖြစ်ပျက်ခဲ့သောအဖြစ်ပျက်တစ်ခုလုံးကိုရက်ကွက်သားများရိုက်ကူးထားသောဗီဒီယိုမှတ်တမ်းများပါဝင်သည်။ထိုဗီဒီယိုသည်ရဲရာရှဤသုံးဦး၏မာနထောင်ရမှုနှင့်အကြမ်းဖက်မှုတို့ကိုရှင်းရှင်းလင်းလင်းပြသထားပြီးသူမအားအထောက်အထားသို့မဟုတ် အခြေအမြစ်မရှိဘဲ မည်တို့အရှိရစီခဲ့ပုံကိုလည်းပြတ်တထားသည်ယဒနာသည်ယခုအခါတရားမျှတမှုကိုဂုံတိတ်ခါရှိသောနီလန်းဖြင့်တောင်းဆိုရမည်အချိန်ဖြစ်ကြောင်းသိသည်အမှုယုံခန်းတွင်ရဲရာရှိကြီးတဦးကယဒနာကိုပြင်းထန်သောအမှုအရာဖြင့်ကြည်နေသည်အမှုသည်မြို့တော်တွင် လေးစားခံရသောဘာသာရေးဆရာမှယဒနာမည်သူဖြစ်သည်ကိုကောင်းစွာသိသည်ဒါအမှန်တကယ်ဖြစ်ခဲ့တာလားဆရာမယဒနာဟုအမှုက သူ၏ကွန်ပျူတာဖန် တားပြင်ပေါ်တွင်ဗီဒီယိုပိုင်းဆောင်များကိုကြည့်ပြီးနောက်မေးလိုက်သည်သူ၏မျက်နာသည်တင်းမာလာပြီးသူ၏လက်အောက်ခံများကအပြစ်မဲ့သော ရက်ွက်သားတဦးကိုမြည်တို့မတရားပြုကျင့်သည်ကိုမြင်သောအခါဒေါသကိုထိမ့်ချုပ်ရန်သူ၏အသက်ရှူသန်ပြင်းထန်လာသည် ယရနာသည်စိတ်ခံစားမှုမရှိဘဲဖြည်းဖြည်းချင်းခေါင်းညှိလိုက်သည် သူမသည် သူမ၏နှလုံးသားထဲတွင်လက်စားချေလိုစိတ်မရှိဘဲအမှန်တရားကိုသာတည်စေလိုသည် အမှုယုံခန့်အပြင်ဘက်တွင်ရဲစခန့်၏လေရုကစူညံလာသည်ထိုတည်င်းကိုသိရှိသော အခြားအရာရှိအချို့ကတိုးတိုးလေးပြောဆိုကြသည် အချို့ကစိုးရင်တကြီးမျက်နှာများဖြင့်အခန်းထဲသို့ချောင်းကြည့်နေကြသည် မကြာမီပင်ယရနာသည် အမှုရုံခန်းအတွင်းမှပြက်သားသောအမိန်တစ်ခုကိုကြားလိုက်ရသည် သူတို့သုံးယောက်ကိုဒီကိုခေါ်ခဲ့အခုချက်ချင်းပဲရဲစခန်း၏တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သောထိုကျဲလောင်သောအတန်ကအရာရှိများကိုစိတ်လှုပ်ရှားစွာတဦးနှင့်တဦးကြည့်စေသည်ယတနာသည် သူမ၏အထိုင်ကုန်တွင်တည်ငြိမ်စွာထိုင်နေဆဲဖြစ်ပြီးစပွဲပေါ်တင်ထားသောသေးငယ်သောကိုအန်ကျန်းစာအုပ်ကိုကြား ဤရင်ယနေ့အလာရှင်မြတ်ကအမှန်တကယ်ခွန်အားရှိသူမြည်သူဖြစ်တည်ကို ပြသခဲ့ပြီးဟုစိတ်ထဲမှရေရွနေသည် သူမ၏စိတ်ထဲတွင်ယတနာသည် သူမ၏တိုက်ပွဲသည်ဤနေရာတွင် မပြီးဆုံးသေးကြောင်းသဘောပေါက်လိုက်သည် သို့သောကနဦးခြေလန်းကိုမူခိုင်လုံသောအထောက်ထားများဖြင့်တရားမျှတမှု၏တကားဝတွင်ယက်တီကလှမ်းခဲ့ပြီးဖြစ်သည်သူမ၏တည်ငြိမ်သောမျက်နှာနောက်ွယ်တွင်ယရနာသည် ရှေ့ဆက်လာမိကြာရှည်သောလုပ်ငန်းစဉ်ကိုရင်ဆိုင်ရန်မိမိကိုယ်ကို ပြင်ဆင်နေသည်သို့သောတေချာသည်မှာယနေ့တွင် သူမသည်မိမိကိုယ်ကိုသာမကအလားတူ မတရားမှုမျိုးကြုံဖူးသည့်အမျိုးသမီးများအားလုံး၏ဂုံတိတ်ခါကိုပါကာကွယ်ပေးခဲ့ခြင်းဖြစ်သည် မကြမီပင်ရဲအရာရှိသုံးဦးကိုအမှုယုံကန်းသို့ခေါ်ဆောင်လာခဲ့သည် သူတို့၏မျက်နှာများသည်ငုံထားပြီးခန္ဓာကိုယ်များမှမူအစောပိုင်းကအဖြစ်ပြက်ကြောင့်ပင်ပန်းနှွမ်းနေနေစေဖြစ်သည် သူတို့၏မြစ်ပေနေသောယူနီဖောင်းများသည် ပုံပြက်ပန်းပြက်ဖြစ်နေစေဖြစ်ပြီးယခုအခါရှေ့ယွမှုအဖြစ်ပြောင်းလဲသွားသောမာနထောင်လွှားမှုဤတိတ်ဆိတ်သောတသက်အဖြစ်ယက်တီနေသည်ယဒနာသည်သူတို့ကိုခဏတာသာကြည့်လိုက်ပြီးနောက်သူမ၏အကြည့်များကိုစပွဲပေါ်ရှိတေးငယ်သောကုံအန်ကျန်းစာအုပ်စီသို့ပြန်လဲပြောင်းလိုက်သည်သူမသည်ဒေါသဖြင့်လက်စားချေရန်မလိုခြင်းပေသူမသည်ဘာသာရေးဆရာမတအူအဖြစ် သူမထိမ့်သိမ်းဆောင်ရှောက်ခဲ့သောတရားမျှတမှုကိုသာလိုခြင်းသည် အမှုက သူ၏လက်အောက်ခံသုံးဦးကိုစူးစူးရှာရှာကြည့်လိုက်သည်မင်းတို့ဒီသူမဘသူလဲဆိုတာသိလားသူ၏အတန်သည်ဒေါသကြောင့်တုံ့ဤနေသည် သူတို့သည်တလုံးတစ်ပါးရမ်းပြန်မပြောဘဲတိတ်ဆိတ်နေကြသည်မင်းတို့ကအပြစ်မဲ့တဲ့ရက်ွက်သားတွေကိုအရှက်ရစေုံသာမကဒီမျိုးရဲ့ဂုံတိတ်ခါရှိတဲ့ပုပ်ကိုတူဦးကိုလည်းထိခိုက်စေခဲ့တယ်သူကဆက်ပြောလိုက်ရာ သူ၏လေတံကပုံမိုကျဲလောင်လာပြီး အခန်းသည်အရင်ကထက်ပိုမိုကျေးမြောင်းသွားတဲ့ကဲ့သို့ဖြစ်နေသည်ယရနာသည်တိတ်ဆိတ်နေဆဲဖြစ်ပြီးသူမ၏နှုတ်မှစကလုံးတစ်လုံးမျှမထွက်ခဲ့ပေ သူမအတွက်တရားမျှတမှုကဒေါသထဲเสียရမလို့ပဲမလုံလုံစေခြင်းသည်မကြမီပင်အမှုသည်ပြိုဘို provast အဖွဲကို ခေါ်ယူကာသူတို့သုံးဦးကိုထိမ့်သိမ်းရန်နှင့် နောက်ထပ်စစ်ဆေးမှုများနှင့်တရားဥပဒေလုပ်ငန်းစစ်စင်များဆောင်ရွက်ရန် အမိန်ပေးလိုက်သည်တက်တေအဖြစ် ရောက်ရှိနေသောရက်ွက်သားများကိုလည်းတရားဝင်ထွက်ဆိုချက်များပေးရန် ခေါ်ယူခဲ့သည့်ယတနာယူဆောင်လာသောဗီဒီယိုသည် တရားဥပဒေရှေ့မှောက်တွင်မငင်းနိုင်သောအဓိကသက်သေဖြစ်လာခဲ့သည် ရဲအရာရှိသုံးဦးကိုသူတို့၏လက်ကောက်ဝင်များတွင် လက်ထိတ်များခတ်ကာအခန်းထဲမှထုတ်ဆောင်သွားသောအခါရဲစခန်း၏လေဒုသည်တိတ်ဆိတ်သွားသည် သူတို့သည်အရှက်ရမှုကြောင့်ခေါင်းကုန်ထားကြပြီးယခုအခါသူတို့ခံစားရသောရုပ်ပိုင်းဆိုင်ရာနာကျင်မှုထက်ပိုမိုလေးလံသောအရှက်ရမှုကို ခံစားနေကြရသည် ယတနာသည်နောက်ဆုံးတွင်ထရက်လိုက်ပြီးသူမ၏ကြည်လက်ကိုတတ်တတ်ရဲ့ရဲ့ပြင်ဆင်ကသေးငယ်သောကိုအန်ကျန်းစာအုပ်ကိုသူမ၏အိတ်ထဲသို့ပြန်ထည့်လိုက်သည်အခန်းထဲမှမထွက်ခွာမီ သူမသည်အမှုကိုကြည့်ပြီးနူးညံ့သိမ်မွေ့တော်လဲအတိတ်ပဲပြေဝါသောအတန်ဖြင့်တရားမျှတမှုရှိနေသည်လို့ဂျေဇုတင်ပါတယ်ဟုပြောလိုက်သည်ယတနာသည်ထိုယုံခန်းမှခေါင်းမော၍ရှောက်ထွက်လာခဲ့ပြီး အပြင်ဘက်တွင်နှွေးထွေးသောညနေခင်းနေအောင်ကြီးကကြိုးစိုးနေသည့်ဆောင်းဆိုင်နေသောရက်ွက်သားအချို့ကပြုံးပြပြီးသူမ၏ရဲစွမ်းတတိနှင့်ခိုင်မာမှုကိုချီးကျူးရင်းသူမထံသို့ချင်းကပ်လာကြသည်ထိုနေ့တွင်ယဒနာသည်နူးညံ့သိမ်မွေ့သောမု슬လင်ဘာသာဝင်အမျိုးသမီးတဦးဖြစ်တော်လဲမတရားသောလက်များဖြင့်အလွယ်တကူဖျက်ဆီး၍မရနိုင်သောတရားမျှတမှု၏ခံတပ်တစ်ခုဖြစ်ကြောင်းတည်တည်ပြခဲ့သည်